ပလောင်ပြင်းတဲ့လူမြောက်ရေးတပ်ဦး PSLF ထိနေတဲ့အုပ်ချုပ်ရေးဌာနမှာတာဝန်ထမ်းဆောင်မဲ့ပထမဦးဆုံးနေထိုင်တင်နန်းကိုတောင်ပြည်မှာစတင်ဖွင့်လင်းခဲ့ပါတယ်။လူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြတဲ့တောင်ပြည်မှာနေထိုင်တွေရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေစနစ်တကျဖြစ်ဖို့လိုအပ်တဲ့အကြောင်း ဖွင့်ပွဲမှာ PSLF Tinary ဒုဥက္ကဋ္ဌဒုပိုချုပ်ကြီးတောက်ကျူကြကအဖွင့်အမစကားပြောကြရမှာထဲ့တွင်ပြောကြခဲ့ပါတယ်။တင်နန်တာ36ရောက်နဲ့တင်နန်ပို့ချသွားမှာဖြစ်ပြီးတင်ကန်းစာတွေထဲမှာရဲချင်းဝတ်ရက်စတက်ကြီးပုံမှာပြမှုဆိုင်ရာကျင့်သုံးဥပဒေတွေကိုတင်ကြားပေးသွားမှာဖြစ်ပါတယ်။တင်နန်ကာလမှာတော့၃လကြာမြင့်မှာဖြစ်ပါတယ်။ရိုးရွင်းပျက်စီးနေတဲ့မြန်မာနိုင်ငံဟာရဲတပ်ဖွဲ့ဝင်တွေလက်စားမှုတွေကြောင့် မိဘပြည်သူများကယွန်းရှားမုံတီးပြီးအယုံကြည်ကိမ့်မဲ့နေပါတယ်။ရေဌာနတွေရဲ့အမှားယွင်းတဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒေတာတွေမိဘပြည်သူများရဲ့ပျော်ရွှင်မှုလုံခြုံမှုတွေကိုမပေးနိုင်တဲ့နေရာတွေမှာရေတပ်ဖွဲ့တွေကိုပြည်သူတွေကအယုံကြည်ကိမ့်မဲ့ရခြင်းအကြောင်းရင်းဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေကလုံခြုံတဲ့စိတ်ခံစားချက်တွေရရှိဖို့အတွက်ရေတပ်ဖွဲ့တွေကအလုံးလုံးဖို့လိုအပ်ကြောင်း PSLF TNA အထွေထွေအသွင်မှုဘူချုပ်တာဖုံးကျော်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။ တောင်ပြည်မှာစစ်ကောင်စီလက်ထက်ကလေးကခိုးမှုလူရက်မှုဓမြတိုက်မှုနဲ့မူရစ်စေဝါရောင်းဝယ်တုံးဆွဲမှုတွေများပြားလာပြီးမူရစ်စေဝါရောင်းဝယ်တုံးဆွဲမှုတွေများပြားခဲ့ပြီးပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSRF ထိနေရအုပ်ချုပ်ရာမှာအဲ့ဒီပြဿနာတွေကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေရပါတယ်။တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအတွက်စနစ်တကျလုပ်ငန်းလုပ်ကိုင်နိုင်ဖို့အတွက်အစိုးပါနယ်ထိန်းတင်နန်းကိုဖွင့်လှစ်ရခြင်းပဲဖြစ်ပါတယ်။ကျမဒီတန်အစ်စနာသိမ့်ပါ။